မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ကျွန်မကိုယ်တိုင်ရေးထားတဲ့ဝိထုတူလေးတစ်ပုဒ်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်ဒီဝိထုတူလေးอ่ะဆိုရင်ကျွန်မ2022ခုနှစ်ကလေးอ่ะရေးထားတဲ့ဝိထုတူလေးပါဒီဝိထုတူလေးရေးတဲ့အချိန်တော့ကိုကိုကိုပျောက်ဆုံးသွားတဲ့ခံစားချက်ကိုဖြစ်နေတဲ့ကာလမှာရေးထားတာပေါ့เนาะဟုတ်ကဲ့ငါဆင်ကြည့်ပေးပါဦးเนาะ အဝါရောင်ကြိုက်ခဲမှု ရုပ်တရက်ပြတင်းတကားဖွင့်ထွက်သွားတယ်ဒီလိုဆောင်းတွင်းဘက်ဒီလိုညင်းနက်နက်မှာဘယ်တော့မှသူပြတင်းတကားဘက်ကိုမဖွင့်ဖြစ်နိုင်ရင်အချီမြင်များလေတိုးပေါက်တွေပင် မရှိစေလို့တောင်ခဲနေတဲ့နယံတွေချာမှာသူ့ကိုယ်သူမတောင်မခဲအောင်ပဲမနှဲစူးစမ်းနေရတယ်အခုတော့ပြတင်းတကားကဖွင့်ထွက်သွားတယ် ူလဲလျောင်းနေတဲ့ကရင်ကမျိုးမီမသိဒရဇက်တုံရင်နေတယ်။ဇပွဲတင်နိုင်ပန်အိုဘောပင်ကော်ဖီကွက်တို့ကဇပွဲပေါ်ကပြုတ်ကျလို့မတက်။အခန်းတောင်းကခွေးချေထိုင်ကောင်ကကရင်နဲ့နီးကပ်လာတယ်လို့လို့ဒီစားတဲ့ရှော့ရှော့ကျနေတဲ့ဆောင်းကိုလည်းသူခဏခဏဆွဲတင်နေရသေးတယ်။အစကမွန်းချက်တယ်ထင်မိတဲ့အိယာဘေးဘီရိုတလုံးက မူလနေရာမှာမရှိတော့ဂရင်အောက်သူချွတ်ထားတဲ့အိမ်ထဲစီးဖနက်ကလည်းနေရာကနေဟိုဘက်ကိုတုံတုံရွှေ့နေတယ်စပွဲပေါ်ကဖက်လက်စာဆောင်းကလည်းသင်ငန်းစာတွေတရွက်ပြီးတရွက်နောက်ဖေးမိဖို့ဆောင်ကတစုံတစ်ခုကြောက်ခွဲတံကို သူ့ကြားလိုက်ရတယ်နားဆွင့်နေစင်မှာပဲအိယာဘော်ကမျက်မှန်ကလည်းအိယာရဲ့အနာသက်နာကိုရှောင်နေပြီး ခုတော့သူကိုယ်တိုင်ပဲမူလအဲ့ရနေရာကနေတစ်ဖက်ကိုအလိုလိုတိုးကပ်မိနေပြီမဖြစ်တော့သူဆုံးဖြတ်ချက်ချမှရတော့မယ်ဒီဆုံးဖြတ်ချက်ကိုချဖို့စက္ကန့်တွေတဘွားစာကြာညောင်းနေလို့မဖြစ်တော့ဘူးအဲ့အဲ့တက်ကသူ့လုံခြုံမှုသူ့နှွေးထွေးမှုတွေအလုံးကိုစိန်ခေါ်နေသလိုတတိတိဝါမျိုးနေပြီမဖြစ်တော့ ဒီထက်ပိုပြီးဆုံးရှုံးမှုကိုမခံစားနိုင်တော့သူဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချမှတ်ရတော့မယ်။ဟောစာကြည့်မီရဲ့အကွဲတံကိုစတင်ကြားလာရပြီ။ရေခဲတစ်တာတွေကတစ်သီးတွေနဲ့ငါးတွေကအေးအေးတကြောင်ခွာမရတော့ဘူး။တဖြည်းဖြည်းသူတစ်ခုပြီးတစ်ခု ဆုံးရှုံးနေရတယ်လို့ခံစားရတယ်။လက်ဖွားတွေတစ်ခုနဲ့တစ်ခုမထက်ရဲတော့လောက်အောင်ခြေဖွားတွေမပုတ်ရဲတော့လောက်အောင် နေရာတကာအေးအေးတက်တွေကမင်းမူနေကြတယ်။မျက်လုံးထဲမြင်သမျှရုပ်ဝတ္ထုရဲ့အစိပ်ပိုင်းတွေခေါင်းအောင်ကြားကချက်ပိုးကောင်တွေအမောင်တွေကသွေးစာနေတဲ့ခြင်းတရဝါတွေထုတ်တန်းနေကြကဝိယုံနှံ့နဲ့ချောင်းမြောင်းနေတဲ့လင်းတို့ရဲ့မျက်လုံးတွေနောက်ပြီးအခုထိနားမလည်နိုင်သေးတဲ့ပြိပခတွေသူတွေ့ထိနေရတဲ့အာယုံတွေမြင်သိနေတဲ့အရာတွေတစုံတရာဖွံ့ဖြိုးအပ်ရှာမှုတွေ ိုးတိုက်ထိခိုက်နာကျင်မှုတွေဒီတဟူဟူအတိတ်တွေအလုံးအေးဒက်ရဲ့စိတ်ငြိမ်ချက်ခဲနေမှုတစက်မိတ်အောင်မှာတတောက်တောက်ဆက်ကြလို့သိကြတယ်သူ့ဖြစ်ရင်တကားပေါက်ကို ပိတ်ဖြစ်မှဖြစ်တော်မယ်အပိုင်းနှစ်လမ်းချိုးခွေလေးတစ်ခုကိုချိုးချလိုက်တာ ਨੇ ချိုးဤမူးရှတဲ့ရင်းနှံတစ်မျိုးကသူ့ကိုနှုတ်ဆက်နေလေရဲ့ ဘာရနဲ့ပါလဲသူဝေခွဲမရသူအသိစိတ်တဲ့အဲ့ဒီရနဲ့တစ်မျိုးကဝင်နှောက်ရှာဖွေနေတယ်သူဖြစ်ဆုံးပန်သူအတိတ်သူအနာဂတ်ဒါပေမဲ့ဘာမှမတွေ့ဘာရနဲ့ပါလဲသူသိနေတဲ့သူဖြစ်ရှိနေမှုကိုလက်ရှိနေရာကနေတဆင့်တက်ပြီးတွေးခေါ်ကြည့်လိုက်တယ်အနက်ရောင်လားအဖြူရောင်လားမသေးကြတဲ့ပိတ်ကားတစ်ချက်ပေါ်လာတယ် ပိတ်ကားကတစုံတစ်ခုကိုမမြင်ရအောင်ကာစီထတာကလွဲလို့သူကိုယ်တိုင်းလက်ဟကြည့်ဖို့လည်းစိတ်ကူးမရှိခဏကြာတော့ပိတ်ကားကပျောက်သွားပြီးသူ့ရှေ့မှာလေကားတစ်စင်းပေါ်လာတယ်လေကားကဇောက်ထိုးကြီးလို့သူခန်းစားလိုက်မိချိန်မှာဇောက်ထိုးအတိုင်းတက်သွားလို့ရရနိုင်မလားလို့သူစဉ်းစားနေလိုက်တယ်မကြပါဘူးသူစဉ်းစားနေတော့မယ်ရင်ကွင်းတစ်ခုကိုပါသူ ရုတ်တရက်တွေ့လိုက်ရတယ် သူ့ပန်းတိုင်များသူ့အောင်မြင်မှုများက သူ့ရှေ့မှာရွှေရောင်တလက်လက်တောက်ပနေတယ်။ဒီလိုမြင်ကွင်းမျိုးဒီလိုလက်ရှောက်မှုမျိုးကသူ့ရှေ့မှာတကယ်ရှိနေတာလား။သူ့ဝေခွဲမရ။ရွှေရောင်လက်ရှောက်မှုတွေကတော့သူ့ဖြစ်တည်မှုကိုမေမူးစေလောက်အောင်တောက်ထွန်းနေလျက်တောက်ပလွန်းတဲ့အယောင်ကြောင့်ပဝင်းကျင်မှုန်တီနေရာကနေရုတ်တရက်ပြတ်ထင်းသွားသလိုအလင်းတွေ ပေါက်ကြနေတယ်။ သူမိမောနေရင်မျိုးမီမသိလှုံ့ဆော်မှုတစ်ခုက သူ့ကိုတနေရရာကိုစွဲခေါ်နေတယ်အောင်သူရွှေရောင်လက်ပမှုတွေစီလက်လှမ်းလိုက်တယ်တခဏကြာမကြခင်ကမှရှာဖွေနေတဲ့ရနက်မျိုးလဲသူမရတော့ရွှေရောင်လက်ပမှုတွေက သူ့တကူလုံးကိုတင်းကျုံယူမြင်လိုက်ကြတယ်သူ့လက်တွေကလည်းသူမသိလိုက်ခင်မှာပဲငန်းမရဖမ်းဆုပ်လိုက်တယ် ရွှေရောင်လက်ရှောက်မှုရဲ့ဘိုးချက်စီကနေသူ့အနာဂတ်တွေမျောလင်းချက်တွေကပဲ့ထွက်ပြီးလက်ဖွားတဲ့ပါလာတယ်။ကြံလက်တစ်ဖက်ကတော့သူ့မှတ်ဉာဏ်လေးအတွက်တစ်ခုပြီးတစ်ခုခြာရင်းနေတယ်။အဲ့ဒီတိမတ်မှုတွေကိန်းကနန်းစင်တွေချာမှာသူ့လက်တွေကတလက်လက်ရှည်ရှည်သွားတဲ့မှတ်ဉာဏ်တွေကိုလိုချင်တဲ့ပုံပန်းသဏ္ဍာန်တစ်ခုစီရအောင်ဖြတ်ထုတ်ခတ်တူတူဝင်နေတဲ့မှတ်ဉာဏ်တွေကို တရှူးတမြင်များ မကြံရလျောင်ဆွဲထုတ်ထွားကြိုင်းမဲညင်နေတာတွေမှန်သမျှအဖြူရောင်မှမကြံရလျောင် သူစေကျော်ရှင်းလင်းနေပုံက သူ့တကူလုံးမှာမှန့်ညံနေနဲ့ဖုံးကွယ်သွားလို့နေပါတိုးတဲ့တိတ်ဆိတ်ညင်တာအပိုင်းကဒီလိုညင်တာအပိုင်းသုံးဒီလိုညင်တာမှုမျိုး ီလိုတိုက်စိတ်မှုမျိုးကသူ့လက်တွေကိုအလုံးလက်မဲ့ဘွားစီဆွဲခေါ်သွားတင်တော့အေးဆက်လို့သူကြည့်နေစင်မှာပဲသူ့လက်ချောင်းတွေခြားတဲ့ကရွှေအောင် ပိုင်းစတွေကအငွေ့အဖြစ်တထောင်ထောင်ထပြန်နေကြတယ်မကြပါခဏကြာတော့အငွေ့နဲ့အတူရွှေရောင်တွေကမှတ်ညံတွေထဲကနေတိမ်ပါသွားတယ်အခြားတစ်ဖက်ကလည်းရေးလက်ဆတွေဖြတ်တောက်လက်ဆတွေ ဆေးကြောလက်ဆတွေပုံသွင်းလက်ဆတွေရက်သွားတယ်။ဘာကြောင့်မှန်းမသိရုတ်တရက်ညင်ငွေမှုကသူ့အပေါ်ပြကြလာတယ်။ပြကြလာရကနေထွက်ကြလာတဲ့လက်ချောင်းတွေနဲ့သူ့ရင်ဘက်ကိုတကြီးကြီးကုတ်ချစ်လို့လှုပ်เสียဆိုလို့ဒါတွေပဲရှိတာများလားလို့သူ့လင်းလေးပင်ပင် တွေးလိုက်သေးတယ်။တစ္ဆက်ထဲမှာပဲဒီအတွေးခေါ်တွေနဲ့အเจ้าယာတွေက သူ့ဖြစ်ရှိနေမှုမှာ ိမ်ပန်များစွာရှိနေခဲ့တယ်ယောင်။အရာရာဟာထူးမခြားသလိုဖြစ်နေပြန်တယ်။ညီငွေမှုလက်ချောင်းတွေကသူ့ခန္ဓာကိုအနှံ့ကြွားတက်လို့သူ့အနေနဲ့အကြည့်တစ်ချက်ရွှေ့လိုက်ရမှာပဲဖြင်းဖြင်းရီရီ။နိုင်ရွယ်ကပြင်းရီခြင်းတွေကိုချိန်သေးတဲ့ထက်ပြီးတတက်တက်အသံပေးနေကြတယ်။အခန်းထဲမှာလဲရွှေရောင်တွေအငွေ့ပြန်နေတာကအပဘာမှမရှိ မရှိခြင်းရဲ့အလဲဘိုးမှာ အဲ့ဒီအငွေ့ပြန်မှုတွေကမုတ်တုတ်ထိုင်နေတဲ့ပိရမစ်ရဲ့ထိပ်ဖြားတစ်ခုလိုခြုံမြလိုသူ့လက်ကျန်အတ္တိတရားတွေကတော့ဒီဆုလင်မွန်ချွန်ထိပ်ဖြားကနေဘယ်ကောင်မှရွေရှားသွားမဲ့ပုံမပေါ်ဝါပြောင်းနေတဲ့ကျမ်းပြင်မှာသူ့ကိုယ်သူပြင်မြင်နေရတယ်အရာရာကိုအဝါရောင်တွေကကြီးစိုးနေပြီး သူ့တကူလုံးကြိုက်ခဲနေတာကိုအတိုင်းသားမြင်တွေ့နေရတယ်သူ့အဝါရောင်တွေကို အတိတ်ပဲမဲ့ငင်းနေမိပြန်တယ်။အဝါရောင်တွေကပိုပြီးမွတ်သိပ်ချက်ခဲလာတယ်။သူ့တကူလုံးလှုပ်ရှားလို့မရတော့မှလှုပ်ရှားမှုအကြောင်းအပြော့အမာသဘောကိုသူ့တွေးမိတယ်။အဝါရောင်ပက်လန်းအတိုင်းသူ့တွေးခေါ်တယ်။လေကားကနေတဆင်တက်ကြည့်တယ်။နာယီတွေအကြောင်းခေါင်းထဲရောက်လာတော့လေကားကတက်နေရတော့ပဲလားလို့သူ့ရက်ပြီးစဉ်းစားတယ်။သူတက်နေတဲ့လေကားကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။သူ့အသေးစိတ်ထဲမှာစတက်လာတဲ့အစာကရောက်ထိုးဖြစ်နေတာကိုသိနေတဲ့စက္ကန့်တွေအပေါ်စဉ်ငူကြည့်လိုက်တယ်။ထူပိန်းနေတဲ့နှင်းတို့ရဲ့ခီးအစနဲ့အဆုံးကိုမြင်တွေ့ရတယ်။ဆူထိုင်းစာများနေတဲ့နှင်းရောင်တွေအောက်မှာလေကားကရောက်ထိုးအတိုင်းထောင်တက်နေတာကိုသူမြင်နေရတယ်။အပိုင်းလေး နံ့ရောင်လားအဖြူရောင်လားမသေးခွဲတဲ့ပိတ်ကားကသူ့ရှေ့မှာပြန်ပေါ်လာပြီး ရုပ်တရက်ဖန်သားရောင်တကားပါလေးတစ်ချက်ဖြစ်သွားတယ်။တကားဟာပါလွန်လွန်ပြီမဲ့တစ်ဖက်ကဖောက်မမြင်ရဘူးတဲ့။တကားရဲ့သူ့ရှိနေတဲ့ဗချမ်းမှာသူ့ရက်လှုပ်ထားတဲ့ချီမြင်တွေရဲ့အောက်သို့သို့အနံ့နေအချိန်20မကမှားရင်းနေတဲ့ကုတ်နံပါတ်အဟောင်းနှံနေ။ကြောက်ခဲတွေကိုအေးညှင့်ညှင့်ရောင်းနေတဲ့လူသားတွေရဲ့ဖြစ်တည်မှုတွေနဲ့တဲ့။ ကောင်းကင်မှာပြန်ဝဲနေတဲ့ဆက်ပြဘူပေါင်းတွေကအဲ့ဒီလူသားတွေနဲ့ထိလိုက်တယ်ဆိုရင်ပဲဖောက်ခနဲ့ကိုခန္ဓာကြီးတွေမှာအပေါက်ကြီးတွေဖြစ်သွားကြတယ်။လူသားတွေကဒါပေမဲ့အထူးဆန်းလို့တွေ့ဝင်နေပေမဲ့မကြခင်မှာပဲထုံပေပေနဲ့လက်ခံလိုက်ကြတယ်။ပြိုင်မင်းတွေကအခွန်မဲဖြစ်နေတဲ့သူတို့ကိုယ်ရဲကိုနားမလည်နိုင်စရာငုံချီပြီးမျက်လုံးလီချောင်တွေနဲ့မိုးကုတ်ဆက်ဝိုင်းစီအပြေးလေးကျင့်နေကြလေရဲ့ တခါတခါတော့သူတို့ဘာအတွက်ဒီလိုလုပ်ရတယ်ဆိုတော့ကိုယောက်ကမ်းမအစုံမှာရက်ပြီးစဉ်းစားကြတယ်အဖြစ်မထွက်တဲ့အစုံမှာ သူတို့ဆက်ပြီးပြေးကြပြန်လေရဲ့လမ်းတွေကဆုံသွားတော့နောက်ထပ်လမ်းတွေထပ်ထွက်လာတယ်အမောင်တွေကုန်သွားတော့နောက်ထပ်အမောင်တွေထပ်ရောက်လာတော့တာပါပဲတဲ့ပိုင်ငါသူရောက်ရှိနေရကနေ သူ့အလေးချိန်ကိုမူလတရှိရာမှာသုံးပုံနှစ်ပုံခန့်စိတ်ကိုနှုတ်ချလိုက်တယ်။အဲဒါကြောင့်ပဲရနတ်တွေကို သူမေ့ရောသွားတော့တယ်။သူဆုံးရှုံးမှုတွေကိုသတိမရနိုင်တော့ပဲပျော်ရွှင်မှုတွေကိုလည်းစဉ်းစားမရဖြစ်လာတယ်။သူလမ်းကြိုးခွေတွေကိုလည်းမသိတော့ရွှေရောင်ဘိတ်မှန်ဆိုတာကိုလည်းတွေးခေါ်လို့မရတော့ဟင်းလင်းမြင်တစ်ခုထဲမှာသူ့ကိုယ်သူဟာလာဟင်းလင်းဖြစ်နေတာကိုအတိုင်းသားမြင်နေရတယ်။ ။ဗလာချင်းနေတဲ့သူ့အတွေးခေါ်တွေကသူ့ခြေလန်းတွေနောက်တရဇက်ကတ်လိုက်နေကြပြီ။ရုတ်တရက်သူ့လေချောင်းဝါကတဆင်တစုံတရာထွက်ကြလာတယ်။နောက်ထပ်အဆုံးရှုံးမခံနိုင်တော့ဘူးတဲ့။ထွက်ကြလာတဲ့စကလုံးတွေမှာအသံတွေပမ်းမလာတော့ဘူး။ဘာကိုအဆုံးရှုံးမခံနိုင်တော့တာလဲ။အကြောင်းရင်းရဲ့အနာသက်မြင်လာသည့်သူကိုယ်သူရအောင်ဆွဲဆန်းလိုက်တယ်။မိမိမုံမောအော်ဟစ်ပြစ်လိုက်တယ် တန်ထွက်လာသလား तू မတဲခွဲသူ့အဟေမူရဲ့အဆုံးနောက်မှာသူ့အတွေးခေါ်တွေကဒုရယ်တွေအဖြစ်ပြောင်းလဲသွားပြီးတဖြည်းဖြည်းရေစီးကမ်းပြိုလိုက်စားပြက်ကြကုန်ကြတယ်သူ့မှာသူ့ဖြစ်ရှိနေမှုတွေပါကုန်သွားတဲ့အထိအထိထိပိုင်းချက်ပြရင်တကားကတော့အခုထိဖွင့်ထွက်နေတော့မယ်ခေလူ ကျေးဇူးတင်ပါတယ်။အဆုံးထိနောက်ထောင်ခံစားပေးခဲ့တဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြမယ်နော်။